လူတယောက်ရဲ့ဘဝကိုအကွက်ကြွကြစီစဉ်ပြီးတော့ဒိုင်းရိုက်တင်ဆက်နေတဲ့ show တစ်ခု노ဆိုတဲ့စကားလုံးကိုအတွင်တွင်သုံးနေတဲ့သူတယောက်က yes လို့ပြောပြီးသူပြောတဲ့ yes ဆိုတဲ့အတိုင်းလိုက်လုပ်ကြည့်ရတာကျွန်တော်ရဲ့ tester movie ကနေဒီတစ်ပတ်မှာတော့ Canadian American actor တယောက်ဖြစ်တဲ့ Jim Newton Carey Jim Carey ရဲ့ရုပ်ရှင်ဇာတ်ကားတွေကိုညွှန်ပြသွားမှာဖြစ်ပါတယ် Jim Carrey ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံကပြည်သက်တွေနဲ့မကားပဲနဲ့ဒီကမ္ဘာလုံးကပြည်သက်တွေအထိကိုမသိရတဲ့သူမရှိတော့အောင် အောင်မြင်ခဲ့တဲ့ legend မင်းသားတစ်ယောက်ပဲဖြစ်ပါတယ်ဒီဘက်မှာကျွန်တော်ညွှန်ပေးခြင်းနဲ့ Jim Carrey ရဲ့ရုပ်ရှင်ဇာတ်ကားတွေကတော့1998ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Truman Show နဲ့2008ခုနှစ်မှာထွက်ရှိခဲ့တဲ့ Yes Man တို့ပဲဖြစ်ပါတယ်သိမနာကြရအောင်တဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေရဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မမေ့ကြပါနဲ့ Jim Rogen Carey ကတော့ Canada American နာမည်ကြီးတရုတ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ် ဂျင်ကရီကသူ့ရဲ့ flex stick ဟာတာဖြောပြပြမှုတွေကြောင့်ဒါပြည်သက်အခိုင်အမာရရှိထားတဲ့နာမည်ကြီးတရုတ်ဆောင်တယောက်လိုလည်းပြောလို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကပြည်သက်တွေကတော့ဂျင်ကရီကိုရနဖုံးဟာတာမင်းသားလို့အသိများကြတာဖြစ်ပါတယ်1962ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာ Kerry ကိုတော့ New Market Ontario မြို့ကနေဒါနိုင်ငံမှာဝေးဖွားခဲ့ရလဲဖြစ်ပါတယ်။မိဘတွေကတော့အပျော်ရန်ဂီတပညာရှင်တူဖြစ်တဲ့ Pagan, Basie Kerry နဲ့ Megan Cutlin Orlando ဖြစ်ပြီးတော့မှ Kerry မှာမောင်နှမ၄ယောက်လောက်ရှိပါတယ်။ 1989ခုနှစ်ဂျင်ဂါရီရဲ့အသက်15နှစ်မှာတော့တူဖခင်ရဲ့အားပေးမှုနဲ့အတူဒါတိုရွန်တိုမြို့မှာရှိတဲ့ York York Club မှာသူကလူရှင်တော်အဖြစ်စတင်ပြီးတော့မှလုပ်ကင်ခဲ့တာပါတယ်။အသက်ငယ်တာကတည်းကပြီးတော့အဲဒီမိသားစုစီးပွားရေးအကြောင်းအကန့်အသတ်တွေရှိရတဲ့ကြောင့်မလို့သူလှုပ်ချင်တယ်လို့မျိုးအမှုပညာလုပ်တွေကိုအင်လိုက်အားတိုက်လုပ်လို့မရခဲ့။အဲ့တကြောင့်မလို့သူ့ရဲ့ပွဲဥထက်က သိပ်ပြီးတော့မှအဆင်ပြေမလောက်ဘူးဗျာဒါပေမဲ့ဒီ carry ကတော့သူ့ရဲ့ဝါသနာကိုလုံးဝလက်မလျှော့ခဲ့တယ်လို့မိသားစုစီးပွားရေးအဆင်ပြေလာတဲ့အချိန်မှာတော့သူ့ရဲ့အလုပ်ကိုပို့ပြီးတော့မှအားဆိုင်နိုင်ခဲ့ပြီးတော့မှသူကိုယ်တိုင်ကလည်းတကယ်ကိုနာမည်ရဆပြုလာတဲ့လူရှင်တော်တစ်ယောက်ဖြစ်လာခဲ့ပါတယ်1981ခုနှစ်မှာဒါ law engineer မှာဆိုလို့ရှိရင်သူ့ရဲ့ aimat ကိုသူစတင်ဖို့ဆုံးဖြတ်ခဲ့တယ်1990နောက်ပိုင်းမှာတော့သူက in living color hada show နဲ့ဒီတေးဥစာအောင်နယ်ပယ်ဘက်ကိုခြေချလာခဲ့ပါတယ် ရုပ်မြင့်တန်ကြားဇလန်းတွဲတွေနဲ့ရုပ်ရှင်များစွာမှာသူပါဝင်ခဲ့ပြီးတော့မှ1994ခုနှစ်ဒါဖေဖော်ဝါရီလမှာပြတ်သားခဲ့တဲ့ Ace Ventura ဆိုတဲ့ဟာသစကားနဲ့1995မှာနောက်ဆက်တဲ့ဖြစ်တဲ့ Ace Ventura One Nature Cause မှာပါဝင်ပြီးတော့မှတင်ဆောင်ခဲ့ပါတယ်။ပြီးရင်တော့ကျွန်တော်တို့ဒီအာရှပြိသက်တွေမြန်မာပြိသက်တွေနဲ့ဒါ Jin Carrey ကိုလုံးဝထိတွေ့ခွင့်ရခဲ့တဲ့ The Max How the Crystal Christmas ပြီးရင်တော့ Blues at Mighty Fan with Dis and James ပြီးရင်တော့ X-Men A Christmas Carol ပြီးရင် Mr. Popa Penguin တို့အပြင်ခြားဟာတာဇာတ်ကားတွေမှာလည်းဆက်လက်ပြီးတော့မှရုပ်ဆောင်ခဲ့ပါတယ်။ဒါ့အပြင် The Truman Show, Eternal Sunshine of the Spotless Mind, The Magic State, Left You Phyllis Morris စတဲ့ဇာတ်ကားတွေမှာလည်းဒီဟာတာအပြင် Drama ဝိုင်းကိုပါသူကပိုင်နိုင်စွာရုပ်ဆောင်ခဲ့ပါတယ်။ Carry ကတော့ရွှေကဘာလုံးစုနှစ်စုထိရရှိထားတဲ့အောင်မြင်တဲ့အမှုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ဒါကတော့ the mess ညနေဖုံမင်းသားကြီးဖြစ်တဲ့ဂျင်ဂါရီရဲ့အကြောင်းကိုကျွန်တော်တို့တိတိလောက်ပြန်ပြီးတော့မှ sharing လုပ်ပေးတာပါ။ အဲ့တော့ကျွန်တော်ဂျင်ကာရီကိုတော့ဒီဟာတာမင်းသားအဖြစ်တော်တော်များများကသိကြပေမဲ့ကျွန်တော်တို့တချို့ဇာတ်ကားတွေမှာဂျင်ကာရီနေနဲ့ဒရမာပိုင်းကိုလည်းပိုင်နိုင်စွာကျူးဆောင်ခဲ့တဲ့ဇာတ်ကားတွေအများကြီးရှိပါတယ်။အခုကျွန်တော်တို့ဘရမာဆုံးညှို့ပေးမဲ့ Truman Show ဆိုတဲ့ဇာတ်ကားကလည်းဟာတာကိုစပ်လေးတွေပါပေမဲ့ဒီဒရမာပိုင်းလေးတွေလည်းများစွာပါဝင်တဲ့ဇာတ်ကားလေးတစ်ခုပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဇာတ်ကားကြောင်းသွားလိုက်ရအောင်။ ထရူမန်ဘာဘန့်လို့ခေါ်တဲ့ထရူမန်ကတော့ကမ္ဘာတစ်ခုမှာအလုပ်လုပ်နေပြီးတော့မှသူကတကယ်လူချစ်လူကင် ပေါ်ပြီးတော့မှရေမွန်ဖော်ယူတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။သူမှာတော့ဒါမေရာဆိုတဲ့ဇနီးတစ်ယောက်ရှိပါတယ်။တနေ့မှသူကဒီအလုပ်ကိစ္စတစ်ခုနဲ့ပတ်သက်ပြီးတော့မှကျုံးတစ်ခုပေါ်သွားဖို့ဖြစ်လာခဲ့ပါတယ်။အဲ့လိုနဲ့သူကလေစိတ်မှာလက်မှတ်တွေပါဖြတ်ပြီးတော့မှလေပေါ်ကိုတက်မဲ့အချိန်မှာရေထဲမှာတဝက်တစ်ပြက်နစ်မြုပ်နေတဲ့လေတစ်စင်းကိုသူကတွေ့လိုက်တယ်။ထရူမန်ကအဲ့ဒီမြင်ကွင်းကိုမြင်တွေ့သွားပြီးတဲ့အချိန်မှာတော်တော်လေးစိတ်လှုပ်ရှားသလိုဖြစ်နေတယ်။ စိတ်ညစ်ညူးတို့လည်းဖြစ်နေတယ်နောက်ဆုံးတော့သူသွားမဲ့ခီးကိုပါဖျက်လိုက်ပြီးတော့မှအိမ်ကိုပြန်လာခဲ့ပါတော့တယ်အဲ့ဒီဟာကလည်းကျွန်တော်တို့အကြောင်းရင်းတစ်ခုတော့ရှိတယ် True Man ငငယ်တုန်းကသူ့ရဲ့အဖေနဲ့တူဒီပင်လယ်ထဲမှာလှေစီးရင်းနဲ့မုန်တိုင်းမိတဲ့ချိန်မှာဖခင်ဖြစ်သူကရင်နစ်ပြီးတော့မှပျောက်ဆုံးသွားခဲ့ပါတယ်အဲ့တော့ True Man အနေနဲ့ကလည်းဒါကသူ့အတွက် trauma ပေါ့နော်စိတ်ဒဏ်ရာတစ်ခုလို့ဖြစ်နေပါတယ်အဲ့တော့ဒီကျွန်တော်တို့လှေနစ်မြုပ်တဲ့ဟာကိုသူမြင်လိုက်ရတဲ့အချိန်မှာတော့အဲ့ဒီသူ့ရဲ့စိတ်ဒဏ်ရာကပြန်ပြီးတော့ပေါ်လာခဲ့တာဖြစ်ပါတယ်အဲ့တော့ငယ်စဉ်တည်းကပဲကျွန်တော်ဒီစိတ်ဒဏ်ရာရှိနေခဲ့တဲ့ True Man မှာနောက်ထပ် သူလုချင်တာကလည်းရှိနေပါသေးတယ်။အဲ့ဒါကတော့သူ့ရဲ့ငချစ်ဦးဆေဗီယာရှိတယ်လို့ယူဆရတဲ့ Fiji Iceland ကိုတွားပြီးတော့မှဆေဗီယာကိုရှာဖွေခြင်းနေရာလည်းဖြစ်ပါတယ်။ဒီကြားထဲမှာလည်းသူကဒီပင်လယ်ထဲမှာပျောက်ဆုံးသွားတဲ့သူ့အဖေကိုရုတ်တရက်ပြန်တွေ့လိုက်တယ်လို့လို့အဲ့လိုထင်အောင်ထင်မှားဖြစ်နေတာမျိုးလည်းရှိနေပါတယ်။ပြီးတော့သူ့ကိုတစုံတစ်ယောက်ကနောက်ကနေလိုက်ပြီးတော့မှကြည့်နေတယ်လို့မျိုးကိုလည်းသူကခံစားနေရတယ် ။ Truman ကတော့သူ့ရဲ့တငယ်ချင်းဖြစ်တဲ့ Marlon ကိုသူကြုံတွေ့နေရတဲ့အကြောင်းတွေကိုပြန်ပြီးတော့မှပြောပြတယ်။အချို့အားတွေကတော့အဲသူ့အနေနဲ့ဒီလိုမျိုးထင်အောင်ထင်မှားတွေဖြစ်နေတာလားဆိုပြီးသူရင်ဖွင့်နေပေါ့။အိုက်ဇက်ဝင်ငန်းတွေရာဆိုလို့ရှိရင်လည်းဒါပြစ်တတ်တွေအတွက်တော်တော်လေးစိတ်လူရှားစေခဲ့ပါတယ်။အဲ့လိုနဲ့ Truman ကတော့ Fiji Island ကိုသွားပြီးတော့မှ Sevilla ကိုရှာဖို့စီစဉ်ပေမဲ့တော်မဲ့ချိန်မှာပဲအခက်ခဲတွေမျိုးမျိုးနဲ့သူကြုံတွေ့နေရတယ်။သူ့ရဲ့ပတ်ဝန်းကျင်မှာလည်းအเจ้าရည်တော်တော်များများကထက်ခါထက်ခါဖြစ်နေတာကို तू ကခံစားမိလာတယ်။ အဲ့လိုနဲ့ဒါသူ့ရဲ့ဇနီးမေရာကိုပါသူကတန်စီရဝင်နေခဲ့ပါတယ်။သူပန်ဝင်ချင်းမှာဖြစ်ပျက်နေတာတွေကဘူးမမှန်ဘူးဆိုတာကိုလည်းသူကသတိထားမိနေခဲ့ပါတယ်။တခါလေကြလို့ရှိရင်အဲသူဇနီးနဲ့သူနဲ့ရန်ဖြစ်နေတာတောင်မှကြောင်ညာဝင်လာသလိုမျိုးသူခံစားရတယ်။ပြီးလို့ရှိရင်ဇနီးတဲ့ဇကားတွေကလည်းသူ့ကိုပြောနေတာလို့လို့တခြားတယောက်ကိုပြောနေတာလို့လို့ခံစားနေရတာမျိုးတွေသူကဖြစ်လာခဲ့တယ်။အဲ့တော့အဲ့ဒီအရာတွေကအကွက်ချကျစီစဉ်ထားတာလားဆိုတာကိုသူကအဲ့ချိန်တည်းကသိနေခဲ့တာလည်းဖြစ်ပါတယ်။ နောက်ဆုံးမှာ Truman တယောက်ဘယ်လိုကြုံတွေ့ရသူ့ရဲ့ဘဝကတကယ်ရော show တစ်ခုလို့ဖြစ်နေခဲ့ရလားအဲ့ဒီ show တွေကနေရော तू ဘယ်လိုရုံထွက်သွားမလဲဆိုတာကိုကြည့်ကြည့်ရင်တော့1998ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Truman Show ဆိုတဲ့ဇာတ်ကားမှာဆက်ပြီးတော့မှကြည့်ရှုဖို့တိုက်တွန်းပြရစီခင်ဗျာဒီဇာတ်ကားကတော့ Truman Babbitt တဖြစ်လဲ Jim Carrey ကိုပထမဆုံးရှေးကမ္ဘာလုံးစုကိုရရှိစေခဲ့တယ်လို့ကြည့်ရှုသူပရိသတ်တွေအတွက်တကယ်ကိုအကြိုက်တွေ့စေပြီးတော့မှ ပြည်သက်တွေရဲ့အားပေးမှုအခိုင်အမာရထားတဲ့ဇာတ်ကားတစ်ခုလည်းဖြစ်ပါတယ်။ဒီဇာတ်ကားကိုတော့ Director Peter Weir ကနေရိုက်ကူးခဲ့ပြီးတော့မှ Truman Buffett ဖြစ် Jim Carrey, Truman ရဲ့အမျိုးသမီး Mera ဖြစ် Laura Linney, Christo ဖြစ် Ed Harris, Truman ရဲ့တငယ်ချင်း Marlon ဖြစ် Knock Emmerich, Sylvia ဖြစ် Natasha Michael Hall, Truman ရဲ့မိခင်ဖြစ် Holland Taylor, Truman ရဲ့ဖခင်ဖြစ် Brian Delay တို့ကနေပြီးတော့မှအဓိကပါဝင်ကြိုးဆောင်ထားပါတယ်။ဒီဇက်ကားကလည်း IMDb rating ရ8.2ထိရရှိထားတဲ့ဇက်ကားတစ်ခုဖြစ်ပြီးတော့ဝင်ငွေနေနဲ့ Boss Pit ဒေါ်လာ264ဒသမတသန်းထိရရှိအောင်အောင်မြင်ခဲ့တဲ့ဇက်ကားတစ်ခုပဲဖြစ်ပါတယ်။နောက်ထပ်ကျွန်တော်ထပ်ပြီးတော့မှညွှန်ပေးခြင်းနဲ့ Jin Carrey ရဲ့ဇက်ကားတစ်ခုကတော့2008ခုနှစ်မှာထွက်ရှိခဲ့တဲ့ X-Men ဆိုတဲ့ဇက်ကားလည်းဖြစ်ပါတယ်။ ဇကားလေးကလည်းဒါပြည်သက်တွေအကြိုက်တွေ့စီပြီးတော့မှတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဇကားတကားဖြစ်ပါတယ်။ A Truman Show နဲ့ Yes Man နှစ်ကားလုံးကတော့ကျွန်တော်တို့ပုံမှန်မြင်တွေ့နေရတဲ့ဇက်အိမ်မျိုးတွေမဟုတ်ဘဲနဲ့တော်တော်လေးကိုကျွန်တော်တို့အဲ့ဒီခေတ်အဲ့ဒီခါမှာဆိုလို့ရှိရင်စံပြတဲ့ concept တွေ secret တွေနဲ့တွားထားတဲ့ဇကားတွေပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဇကားကြောင်းလေးကိုတွားလိုက်ရအောင်။ ဗန်ချင်းွေရာရှိသူဖြစ်တဲ့ကာအယ်လန်ကတော့ဇနီးဖြစ်တဲ့စတက်ဖီနဲ့ question ပြီးတဲ့နောက်မှာစိတ်သက်တွေတော်တော်လေးကျနေပြီးတော့မှအရာရာပေါ်မှာသူကအဆုံးမြင်စိတ်တွေများလာတယ်ပြီးတော့လူတွေအားလုံးကိုသူစိတ်ကုန်နေပြီးတော့မှသူတငငချင်းအရင်းကြီးဖြစ်တဲ့ဖီတာနဲ့ရွန်နီတို့ကိုပါသူကလှစ်လူရှုနေခဲ့ပါတယ်ဘလို့ကိစ္စဖြစ်ဖြစ်သူတက်ကတော့ no ပါပဲဘလောက်ထိဆိုးလဲဆိုလို့ရှိရင်သူ့ရဲ့တငငချင်းဖြစ်တဲ့ဖီတာနဲ့ဖီတာရဲ့ချစ်သူလူစီတို့ရဲ့စစ်ဆက်ပွဲပါတီကိုတော့မှသူကလုံးဝမသွားခဲ့ပါဘူးတရက်မှာကားကအိပ်ပျော်ပြီးတဲ့နောက်မှာသူတည်သွားပြီလို့ အိမ်မက်မက်တယ်ပြီးတော့သူအထိတ်လက်နဲ့နိုးလာခဲ့ပါတယ်ခါကသူ့ရဲ့လုံပေါ်ကင်မဟောင်းတူဖြစ်တဲ့ Nick ရဲ့တိုက်တွန်းမှုနဲ့အတူဒါလူတိုင်းကို yes လို့ပြောနိုင်အောင်အားပေးတဲ့ Sunny Way ကိုတက်ရောက်ဖြစ်ခဲ့ပါတယ်ဒါကလည်းသူကတော့ဟိုတက်ရောက်ချင်တဲ့အနေနဲ့သွားပြီးတော့တက်ရောက်တာမျိုးတော့မဟုတ်ပေမဲ့သူ့အနေနဲ့ဒီ nove လို့ပဲအများကြီးပြောနေအရာရာအစိုးမြင်နေပြီးတော့မှအိမ်မက်ဆိုးတွေမက်နေတဲ့သူ့ရဲ့ဘဝကြီးကိုသူစိတ်ကုန်လာတဲ့အတွက်ကြောင့်မို့လို့ထပ်ပေါက်တစ်ခုခုရှာဖို့အတွက် ူကအဲဒီခါတော့ငါသွားကြည့်လိုက်မယ်ဆိုတော့စိတ်နဲ့သာသွားခဲ့တာပါဒါပေမဲ့အဲ့ဒီဆွေးနွေးပွဲကကြတော့လူတွေအားလုံးကိုစိတ်แท้ကိုခိုင်ခိုင်မာမာရိုက်သွင်းပေးတဲ့အဲဆွေးနွေးပွဲတစ်ခုပေါ့အဲ့ဒီပွဲမှာဆိုရင်ဒါ yes ဆိုတဲ့စကားလုံးတစ်လုံးကိုပဲအားလုံးကသုံးလုံးကြပါတယ်ဘာပဲပြောပြော yes လို့ပဲပြန်ပြောရမှာဖြစ်ပါတယ်ဒါပေမဲ့ကမ္ဘာကတော့အဲ့လိုမျိုးမလုံနိုင်ပဲနဲ့ဒီလူတွေလုံနေတာကဟာတာဖြစ်နေရလို့မြင်ခဲ့ပါတယ်အဲ့တော့လူတွေအားလုံးထဲမှာထူးခြားနေတယ်ပြီးတော့လူတစ်လက်ဖြစ်နေတဲ့ကားကိုတော့ အဲဒီ city way ရဲ့ခေါင်းဆောင်ကမျက်စိကျလာတယ်မျက်စိကျလာပြီးတော့ခါစီကိုလာပြီးတော့ဒီ yes ဆိုတဲ့စကားလုံးကိုမင်းသုံးပါဆိုပြီးတော့ခရီးအထက်ထက်တောင်းခဲ့ပါတယ်ခါကလည်းလူတွေအများကြီးမှနောက်ဆုံးမိတ်သူ့ကိုမဖြစ်မနေတောင်းဆိုနေတဲ့ city way ရဲ့ခေါင်းဆောင်ကိုအားနာခဲ့ပြီးတော့မှသူကခရီးပေးခဲ့ပါတယ်အဲ့လိုနဲ့ city way ကထွက်လာတဲ့အခါမှာတော့အင်ဂျင်နီယာမက်ဦးရဲ့တောင်းဆိုမှုကိုပထမဆုံးခံခဲ့ရပါတယ် အဲ့ချိန်မှာခါမနေနဲ့စဉ်းစားခဲ့ပြီးတော့မှနောက်ဆုံးမှာတော့သူဒီစနေပွဲနဲ့ထွက်ထွက်ချင်းနဲ့ဖြစ်တဲ့အချိန်ဖြစ်နေတဲ့ကြောင့်မို့လို့သူ့ရဲ့ဘေးမှာလည်းသူ့ရဲ့တကယ်ချင်းကလာရောက်ပြီးတော့မှမေကုနာဂရီပေးထားရဲဆိုတဲ့အခါကိုပြောတဲ့အချိန်မှာတော့သူကအဲ့အင်ဂျင်ယာမဲကို yes လို့ဖြေခဲ့ပါတယ်။ပြီးရင်တော့အဲ့အင်ဂျင်ယာမဲကအကူအညီတောင်းထားတဲ့အချိန် Elision Pack ကိုသူက လိုက်ပို့ခဲ့ပါတယ်။အင်ဂျင်ယာမဲကအဲ့အချိန်မှာနောက်ထပ်တစ်ခုအနေနဲ့သူ့ရဲ့ cell phone ကိုယူသုံးခဲ့ပြီးတော့မှအဲ့ cell phone ကိုလည်း phone battery ကုန်တဲ့အထိပြောသွားခဲ့ပါတယ်။ပြီးတော့ သူ့ရဲ့ကားကလည်းစီကုံသွားခဲ့သလိုအဲ့ဒီအင်ဂျီယာမဲကလည်းသူ့စီကနေပတ်စံအောင်ထပ်ပြီးတော့မှချီးသွားသေးပါတယ်အဲ့တော့ဒီ yes လို့ပြောတာကသူ့အတွက်အစ်မပြေလာဘူးလို့တော့ဒါကားမင်းနဲ့ယူဆလာတယ်အဲ့လိုနဲ့ကားကစိတ်ပြက်လက်ပြက်နဲ့ဒီအနီးနားမှာရှိတဲ့ဓာတ်စီတန်ကိုရောက်ဖို့အဲစီဘုံကိုဆွဲပြီးတော့သူချင်းချင်းလျှောက်သွားတယ်အဲ့အချိန်မှာဒါမိတ်ကလေးတယောက်ဖြစ်တဲ့အလီဆန်ဆိုတဲ့မိတ်ကလေးကစကူတာလေးစီးပြီးတော့မှသူ့နောက်ကိုရောက်လာခဲ့တယ်ပေါ့နော် ပြီးတော့စကူတာနဲ့ဒါသူ့ရဲ့ကားကိုစီးထည့်ဖို့အတွက်စီဝယ်ပြီးတော့မှကားစီကိုပြန်ပြီးတော့မှလိုက်ပို့ပေးခဲ့ပါတယ် ဲ့ဒီချိန်ကစပြီးတော့မှကားနေနဲ့ဒါအလီဆန်နဲ့ပတ်သက်ပြီးတော့မှခံစားချက်လေးနည်းနည်းရှိလာခဲ့တယ်ပြီးတော့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာလည်းပြန်ပြီးတော့မှတက်ကြွလာခဲ့တယ်အဲ့ဒီချိန်မှာစပြီးတော့ပဲကားက yes ဆိုတဲ့စကားကိုအတွေ့အကြုံသုံးပါတော့တယ်ဒါပေမဲ့သူ yes လို့ပြောတဲ့အချိန်တိုင်းကအစမှာတော်တော်လေးကမောက်ကမဖြစ်ပေမဲ့နောက်ပိုင်းတွေမှာတော့ဒီ yes လို့ပြောတဲ့ဟာတွေကသူ့ဘဝအတွက်အဆင်ပြေမှုတွေများစွာကိုဖြစ်စေခဲ့ပါတယ်ဒီဇက်ဝင်ငန်းတွေကလည်းအဲတချို့ဇက်ဝင်ငန်းတွေမှာတော်တော်လေး fanatics လို့ပြည်သက်တွေအတွက်လည်းစိတ်ဝင်စားနေတဲ့ဇက်ဝင်ငန်းတွေပဲဖြစ်ပါတယ်ဒါပေမဲ့ ကားက yes လို့ပြောတဲ့ဟာက တောက်လျှောက်အဆင်ပြေလာခဲ့ပေမဲ့သူ့ရဲ့ဘဝတစ်လျှောက်လုံး yes ဆိုတဲ့စကားလုံးကရောအဆင်ပြေလာမှာလားသူ့ရဲ့နေထိုင်မှုနဲ့ပေါင်းသင်းဆက်ဆက်ရေးမှာရောအပေါင်းလက္ခဏာတွေတကယ်ဆောင်းလာနိုင်မှာလားဒါရီအားလုံးကိုသိကြရင်တော့2008ခုနှစ်မှာပဲထွက်ရှိခဲ့တဲ့ yes man ဆိုတဲ့ရုပ်ရှင်စကားမှာဆက်လက်ပြီးတော့ကြည့်ရှုဖို့တိုက်တွန်းကြပါမယ်ဒီစကားကိုတော့ဒါရိုက်တာ Federica နေရိုက်ကူးခဲ့တာဖြစ်ပြီးတော့မှ Carl Allen ဖြစ် Jim Carrey Ellison ဖြစ် Zoe Dishon Peter ဖြစ် Bradley Cooper Nick ဖြစ် John Michael Hagen Norman ဖြစ် Rhys Davey Ronnie ဖြစ် Danny Masterson Taylor ဖြစ် Fiona Lula, Friend again Darren ဖြစ် Darren Stan Lucy ဖြစ် Sasha Alexandra, Steph ဖြစ် Mollison Lee ဖြစ် Aaron Takahashi တို့ကနေပြီးတော့မှအဓိကပါဝင်ပြုဆောင်ထားပါတယ် ီဇက်ကားကလည်း IMDb rating ရ6.80ရရှိထားတဲ့ဇက်ကားတစ်ခုဖြစ်ပြီးတော့မှဝင်ငွေအနေနဲ့ Boss Pit ဒေါ်လာ223.2တန်းထိရရှိအောင်အောင်မြင်ခဲ့တဲ့ဇက်ကားတကားပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့ test test movie ကနေပြီးတော့မှကဘာကျော် Canadian American တယောက်ဆောင် Jim Carrey ရဲ့1998ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Truman Show ၂008ခုနှစ်မှာထွက်ရှိခဲ့တဲ့ Yes Man တို့ကိုဒီတစ်ပတ်ရဲ့ weekend မှာကြည့်ရှုဖို့အတွက်တိုက်တွန်းချင်ပါတယ်ခင်ဗျာ ဒီစကားတွေကဆိုရင်တော့ drama နဲ့ romance ကိုအသားပေးပြီးတော့မှ comedy ဆက်ဆက်ကြည့်ရှုရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပရိသတ်တွေအားလုံးရဲ့အကြိုက်နဲ့လည်းထပ်တူကြမယ်လို့ပြောလို့မိပါတယ်။ကျွန်တော်ရဲ့ suggested movie season ကိုအပတ်စဉ်အင်္ဂါနေ့ည7:45ချိန်မှာ Fortune TV channel နဲ့ Fortune TV application တို့မှာတပြိုင်တည်းကြည့်ရှုနိုင်မယ့်အကြောင်းကိုလည်းပြောပြပေးစင်ပါတယ်ခင်ဗျာ။ရုပ်ရှင်တွေနဲ့ပတ်သက်ပြီးတော့မှရုပ်ရှင်ချစ်ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်ရဲ့အစီအစဉ်လေးကိုလည်းဆက်ဆက်ဆောင်ကြည့်ပေးဖို့ပြောပြသေးတယ်။ကျွန်တော်တို့နောက်တစ်ပတ်မှာလည်းပရိသတ်တွေအကြိုက်တွေ့စေတဲ့ဇာတ်ကားတွေနဲ့ပြန်တွေ့ကြပါမယ်။ Thank you.